အားလုံးမင်္ဂလာပါခေကြီးတို့ရဲ့ပြည်သက်တွေကတော့ငချောက်တန်းပလာရှိနေသေးတာပဲဆိုတဲ့အကြောင်းပတ်ချက်တစ်ခုနဲ့ပရီးမီးယားလိမှာတရုတ်သင်းဖေတို့ကပြည်သူများကိုခံနေရပါတယ်ပြီးခဲ့တဲ့ပတ်တွင်းကလည်းဝမ်ဘလီသင်းကိုအိမ်ဝင်းကြီးမှာရှုံနေကြရသေးပါတယ်ဒီဘက်မှာတော့ခေကြီးတို့ကဘုံမောက်သင်းကိုအဝေးကွင်းမှာတွားရောက်ကစားဖို့ရှိနေပါတယ်ဘုံမောက်သင်းဆိုတာကလည်းပထမအကြုံမှာကလေးကခေကြီးတို့ကိုသူရီးစီးနဲ့ကုန်းကောက်ဆရာမရှိအောင်တီးထုတ်ထားခဲ့တာပါ အခုကခေကြီးတို့အနေနဲ့ဘုံမောက်ကိုမုံလောက်အောင်ပြန်တီးကျင်နေတယ်ဆိုပေမဲ့သူ့အိမ်ကွင်းဖြစ်နေတာရဲ့လက်ရှိသင်းရဲ့အခြေအနေတွေအကြောင်းမလွယ်ဘူးလို့ပဲပြောရတော့မှာပါဒီနေ့မှတော့ဂိမ်းနဲ့ဘုံမောက်တို့ရှင်ပြိုင်တော့မယ်ပရီးမီးယားလိပွဲစဉ်လေးကိုတင်ဆက်ပေးခြင်းပါတယ်ခေကြီးတို့ကတော့လာမယ့်ကြားရက်ထဲမှာငကြောက်တန်းပလာဆီမီဖိုင်နယ်ပွဲစဉ်ကိုကစားသွားရတော့မှာပါလက်ရှိပရီးမီးယားလိကဘာမျှော်လင့်ချက်မှမရှိတော့လို့ငကြောက်တန်းပလာကိုပဲအာရုံစိုက်မဲ့ခေကြီးတို့ကဒီပွဲမှာလူဆုံးမထုတ်ဘူးကသေချာသလောက်ရှိနေပါတယ် ီးခဲ့တဲ့ပွဲတော်ကပဲခန်းစစ်မာလေးဖရက်ဒရန်ဆန်နဲ့ဟယ်ရီအမ်မက်စ်တို့လိုလူငယ်တွေကိုနေရာပေးလာကိုရှိနေပါတယ်။ဘယ်လဲမှလည်းအရီဆန်နဲ့ဖေတင်မောင်းတို့လိုကစားသမားအများစုနဲ့ပဲပွဲထွက်လာကိုရှိနေပါတယ်။ဘက်ကဘုံမောက်တင်းကလည်းဒီအာဒီမှာတိုးတက်လာတယ်ဆိုပြီးတော့ဝိုင်းဝန်းချီကျူလိုက်တော့မှရလက်တွေဖြည်းဖြည်းထိုးချလာခဲ့ပါတယ်။နောက်ဆုံးဆယ်ပွဲမှာဆိုရင်နိုင်ပွဲတစ်ပွဲသာရရှိထားရပါ။ဒီအာဒီဘုံမောက်တင်းတို့အကူနေရတယ်။ခလိုက်ဘက်ကလည်းဒန်ဟန်ကြောင့်ပွဲစဉ်တချို့ကိုလွဲချော်ထားခဲ့ရတယ်ဆိုပေမဲ့ပြီးခဲ့တဲ့ပွဲတော်ကတော့ပြန်ပါလာနိုင်ခဲ့ပါတယ်။ အကြောင်းခေကြီးတို့နဲ့ပွဲမှာတော့ Clive လည်းပါဝင်လာမှာဖြစ်လို့လူစုံလက်စုံနဲ့ပွဲထွက်လာဖို့ရှိနေပါတယ်။အရင်ကတော့ဘုံမောင်ဆိုတာခေကြီးတို့တက်ထမင်းစားရေတောက်ကန်လို့ရတဲ့အတင်းလေးဆိုပေမဲ့ပြီးခဲ့တဲ့ရာသီတုန်းကစလို့ခေကြီးတို့ကခက်ခဲတဲ့အတင်းဖြစ်လာပါတယ်။ပြီးခဲ့တဲ့ရာသီနှစ်ကြော့စလုံးမှာလည်းခေကြီးတို့အနိုင်မရထားခဲ့ပဲနဲ့ဒီရာသီပထမအကြော့တုန်းကလည်းအင်ကွဲမှာပါသူရီးစီးနဲ့ရှုံးနေထားခဲ့တာပါ။အဲဒီပွဲတုန်းကခေကြီးတို့ဘက်မှာအမတ်တူတော်ပါခဲ့တည်ပြီးတော့လူစုံနဲ့ဆိုတာထက်ကိုပိုခဲ့ပါတယ်။ ဒါပေမဲ့နောက်ပိုင်းမှာဗမောက်တင်ခြေဆွမ်းကြနေတဲ့အချက်ကကကြီးလို့တက်လက်ဖိတ်သက်သက်ရဖြစ်စီမှာပါ။အရှိမပေးစရာဆင်းရှိမှရှိနေတဲ့ဘုံမောင်တင်ရဆိုရင်တော့ဓမ္မလာဝင်ဝင်တက်မလဲတော့ဘူးဆိုပေမဲ့ငကြောက်တန်းပလာနဲ့ conference အတွက်ကတော့နှိမ့်လင်းချက်ရှိနေပြီပါလိမ့်။အဲကြောင့်ဘုံမောင်တင်နေနဲ့လက်ကျန်ပွဲတွေကိုရန်နှုံးပြေနိုင်ကစားမှာဖြစ်လို့ဂေကြီးတို့နဲ့ပွဲစဉ်ကိုလည်းအနိုင်အတွက်ပဲဥတည်လာမှာပါ။လူစုံမထုံးမဲ့ဂေကြီးတို့အတွက်ကတော့တေးလောက်ရရင်ကိုတော်တော်လေးဟုတ်နေပြီလို့ပြောရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပွဲတော်ကလည်းအရင်များစုနဲ့ပဲပွဲထွက်ပြီးတော့ဆက်ပီးစ်ကနေတာဂိုးခွင့်ပြုခဲ့ရတဲ့ KG တို့ကချစ်စွမ်းကအညံ့ကြီးဟုတ်မနေပါဘူးဒီမှာ KG တို့တည်လောက်ရသွားမယ်လို့ထင်မိတာကြောင့်မြမအဝင်ကြီးနေနေကတော့အောက်ကျေးဖြစ်တဲ့ KG တို့ကိုပဲရှစ်သိမ်းအကုန်ပိတ်တီးလိုက်ဖို့အကြံပေးနေပါတယ်။ဇုံလေးကြီးပြရတော့အားလုံးကိုကျေးဇူးတင်ပါတယ်။